မင်္ဂလာပါနော်နွေဦးမိသားစုပေါင်းတို့ရေနွေဦး family channel လေးကနေလည်းကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ခေါက်မှာတော့ clicker ညီမလေးတူဦးမတောင်းဆိုထားသောဆရာကြီးဥတာသူရေးသားထားသည့်ချစ်ဆန်နမဝတ္ထုကိုဖတ်ပြပေးဖို့ရွေးချယ်ထားပါတယ်ရှင်အားလုံးပဲနားတော်တာဆင်ပေးကြပါအောင်နော်ချစ်ဆန်နမအပိုင်း1မဟုတ်သေးဘူးမတင်တော့ မင်းပြောပုံဟာဟုတ်ကိုမဟုတ်သေးဘူးမင်းငယ်ငယ်တုန်းကမင်းမိဘတွေဟာအခုမင်းပြောတဲ့စနစ်မျိုးနဲ့မင်းကိုထိမ့်သိမ်းဆောက်ရှောက်ခဲ့တယ်နော်အေးအခုလဲအဲ့ဒီစနစ်ဟာခင်မမီတော့ဘူးကွခင်မမီတော့ဘူးထိုကဲ့သို့သောစကားတန်ကိုမကြားရသေးမီ15မိနစ်ခန့်ကရန်ကုန်အရှိပိုင်းရေကျော်လန့်အတွင်ရှိတခုသောခြေရန်ရှိပြင်းအောင်အင်ဂျီအရှိပန်းချန်လီအတွင်ဝင်ဖြူဖြူအေးအေးနှင့်ဇင်ရင်နေတော်အရွယ်အသက်၄၀ခန့ မိန်းမဝဝတယောက်သည်အနောက်မှ အရှိအရှိမှအနောက်သို့ခေါတုတ်ခေါက်ပြန်ခြေလမ်းမမှန်နှင်းလျှောက်လျက်ရှိလေ၏ထိုမြည်သောရေကြောရက်ကွက်မှာဝင်းကြီးချံကြီးနှင့်တာတာနာနာနေနိုင်တော့အောင်မြေနေရာရရန်တွေလာသည်မဟုတ်တော့လဲရှာတတ်သမျှသောအိမ်ရှိမြေပိုကလေး၌ခြေလေးစိုက်ပြိုထားတတ်ကြသည်မှာအိမ်တိုင်းတို့လိုပင်ဖြစ်၏ဒေါ်တင်ထုံသည်လည်းမိမိစိတ်တန်းကြောင့်စီမံစိုက်ပြိုအမျိုးမျိုးသောပန်းမန်တို့ဖြင့်ဝေစာစီခဲ့သည့် အင်းရှိပန်းကြံလေးအတွင်ဝဲထွက်ထဲခန့်ခန့်နီးရင်ကိုမမတ်ထားကအညောင်းပြေလန်းရှောင်းနေခိုင်းစာပို့လူလင်တယောက်ခြံပေါက်သို့ပေါ်လာပြီးစာတစောင်ပြီးသွားသောကြောင့်စာအိတ်ကိုကြည့်လိုက်သည်တွင်မမြတင်အိမ်အမှတ်386ရေကျော်လန်းရေကျော်ရန်ကုန်မြို့ဟူသောလိစာကိုတွေ့ရသည်နှင့်ဒေါ်တင်တော်မှာရုတ်တရက်မျက်လုံးဝိုင်းသွားကခက်ကန်ကန်ကုန်းထားသောခါကိုဇက်ကနေဆန့်လိုက်ပြီးမှဖြက်ကနေ အိမ်ထဲသို့လှည့်ဝင်သွားလေ၏ဒေါ်သိန်းတော်၏ခင်မုန်းဖြစ်သူမှာကုံတဲမျိုးရိုးဖြစ်သောကြောင့်ရွှေကျင်မစီအမျိုးမျိုးမှာယူရောက်ချခြင်းအပြင်အသက်မွေးသူဖြစ်သည့်အတိုင်းကျယ်ဝင်းလာသောအိမ်အောက်ထက်ကိုကိုရောင်တပွဲအသုံးပြုထားသောကြောင့်စီးထုတ်ကြီးများဖြင့်ပြည့်ကျက်လျက်ရှိလေ၏ဒေါ်သိန်းတော်သည်ပန်းချက်လီအတွင်မှလဲထွက်ခဲ့က အပေါ်တက်သို့တက်မီပြူပြီးမှ အောက်ထက် စီတုတ်ကြီးမြောင်အနီးတွင်ရဲလျက်စောင်းတအုပ်ဖြင့်စည်ရင်လုံနေသောယောက်ျားတယောက်ကိုမြင်သည်နှင့်တက်လက်စလီကားပေါ်မှဆင်လာပြီး ထိုလူအနီးတွင်ရလိုက်လေ၏ဟော်ဒီမှာကိုညိုမောင်ရှင်သမီးနာမည်နဲ့စားတဆောင်ရောက်လာတယ်တော်တင်တုံသည်ပျော်ပျော်ပြပြပင်ထူစာကိုလှမ်းပေးလိုက်သည်၌ဥညုံမောင်သည်စာကိုလှမ်းမယူဘဲကြိုက်ထားသောစေပြင်းလေးကိုပဇက်မှချွေ၍ပြုတ်ခနဲတွေ့တွေ့ထွေးလိုက်ပြီးမှသမီးနာမည်နဲ့လာတဲ့စာ ငါကိုဘာလို့လာပေးရတာတော့ကွ။တမီးကိုပြေးလိုက်ပေါ့။ဦးညမောင်ပြောလိုက်သောစကားနှင့် အမူအရာမှာအေးဆက်ဆက်နိုင်သလားဒေါ်သင်းတော်မမူသူကင်တားသည်စားသည်ထင်ချင်းနှင့်ချလိုက်သောအမျက်တော်ကြီးတောင်းစားလောက်နီးနီးအရေးကြီးတဲ့ကဲ့သို့သောအသွင်ကိုဆောင်ရရှိလေ၏ရှင်စကားပြောပုံဟာတဲပို့ဆာဆာနိုင်ပါကလားကိုညမောင်ဒီစားဟာဘာစားလဲလို့ရှင်သိသလားဘယ်မသိပဲနေပါမလဲကွာတယောက်ယောက်က မင်းသမီးကိုပြေးတဲ့စာဖြစ်မှာပေါ့။နို့မင်းကဘာစာတင်လို့လဲ။လက်ထဲတွင်ကင်ထားသောစည်ရင်စာအုပ်ကိုစပွဲပေါ်လှန်တင်ရင်ဤသို့မေးလိုက်ပြီးမှအနည်းရှိပလက်ကလက်ထိုင်တွင်ထိုင်ချလိုက်သောဥညုံမောင်၏အမူအရာမှာရေခဲဤတစ်ခွက်ကိုအရသာခံ၍တောင်းနေတကယ်သို့သောအသွင်ကိုစောင့်နေသောကြောင့်ဒေါ်သိန်းထုံမှာ ထို့သို့သောအပြုမှုအတွေ့အခံရခဲ့သလိုဖြင့်ကလထိုင်တလုံးဆွဲယူကဥညုံမောင်၏အနီးတွင်ထိုင်လိုက်ရမှာ ရှင်ဟာတော်တော်ခက်ပါလားကိုညုံမ။ဟင်ရှင်ကိုရှင်အဆာဆာရရလေပတ်နှံ့ဆက်လာပြီရဲ့လို့အခွင့်ရေးရတိုင်းဂုံယူခဲ့ပြီးအခုတော့ဟေးနေစမ်းမအောင်ကွာမင်းစကားဟာအတာကျဲပြောတော့36ထက်ဆိုတာလို့ကြီးကျယ်လာကြီးကလားစားတဲ့ဆောင်သမီးစီရောက်လာတာနဲ့ငါလေပတ်နှံ့ဆက်တာဘလို့သက်ဆိုင်နေလို့လဲ ဥညုံမောင်သည်တဝဲတပြဲသာဖွာရသည်သောစီပြင်းလေးမိကိုများကိုကမန်ကဒန်မှုတ်ထုတ်ရင်ဤသို့မေးလိုက်သောကြောင့်ဆိုင်သမားတိတိချာချာဆိုင်နာပေါ်အပြူပေါင်းလေးအရွယ်သာရှိသေးတဲ့ကိုသမီးစီကိုဘယ်ကောင်မှမသိရောက်လာတာကြီးစားစာများဖြစ်နေမလားရဲ့လို့ရှင်တွေးမပူတတ်တာကိုပြောတာသိရဲ့လားစာကိုလက်တစ်ဖက်တွင်ဆုံ၍လှုပ်ပြရင်ပြောလိုက်သောဒေါ်တင်ထုံအားဦးညုံမောင်သည ခက်ပြုံပြုံကြီးနေရာမှာဘလက်ကလတိုင်းတွင်လဲနေသော ကိုကိုခက်မမတ်ထူလိုက်ပြီးဒီလိုတော့ငါလည်းစဉ်းစားမိသားပေါ့ဟင်ဒါဖြင့်ဘာကြောင့်တမီးကိုပေးခိုင်းနေရသလဲနို့တမီးနာမည်နဲ့လာတဲ့စာမဟုတ်လားဒါတမီးနဲ့သက်ဆိုင်တဲ့ကိစ္စဒီထဲမှာမင်းရောငါရောဘယ်သူမှဖောက်ဖက်ခွင့်မရှိဘူးချုပ်ချယ်ခွင့်လည်းမရှိဘူး ထူစကားကိုကြားလိုက်ရသည်နှင့်ဒေါ်သင်းထုံမှစက်ကြဝလာတစ်ခုလုံးခြားခြားလဲသွားသည်ဟုထင်ရလေ၏ဖះနေတကြရဲ့ဘယ်လိုများ ပြောလိုက်ပါလဲကိုညူမောင်ရဲ့ပြည့်ရည်လိုက်မှဒီသမီးလေးတယောက်ရှိတာကို ရှင်ပြောပုံစကားကဥပိ္ပခာထားလာကြည်ကဲကဲဥပိ္ပခာရိပါရိအတာထားပြီမင်းဟာဒီစားနဲ့ပတ်သက်လို့ဘယ်လိုဆိုကျင်တယ်လဲပြောမဟုတ်ပါဘူးကိုညူမောင် အခုရှင့်သမီးအားစိတ်အလုံချားဆုံးအရွယ်ဘာမဆိုလွယ်လွယ်လေးဖြစ်သွားနိုင်တဲ့အရွယ်ရောက်နေပြီဆိုတော့သတိထားမိရဲ့လားအေးဟုတ်တော့ပေါ့အခုငါသမီး15နှစ်ရှိပြီလေအဲ့ဒါဘာဖြစ်သလဲဥညုံမောင်ကြီးအမူယာမျက်နှာပေးမှာခက်ပေါ်ပေါ်ပင်မေးလိုက်တော့ကြာလီနာဝီလီပါလားကိုညုံမောင် ရှင်သမီးဟာ15နှစ်တောင်အခုတရင်ကျွမပြည့်မဲ့အပြိုထွတ်ထွတ်ကလေးမို့အမအမှန်ဝေဖန်နိုင်တဲ့အရွယ်မဟုတ်ဘူးဒါကြောင့်မတော်တရော်လူတွေနဲ့ဖြစ်သွားမှာဆိုလို့ဒီစာကိုဖောက်ကြည့်စေခြင်းသလားဖျောက်ဖျက်ပစ်စေခြင်းသလားတူတူပြောစမ်းကွာလက်တလုံးကဲတည်နေတော့စေးလိပ်ပြာကိုကလတိုင်လက်တင်နဲ့တွေ၍ချွေဦးညုံမောင်ကမေးလိုက်သည်ကိုရှင်နဲ့ပြောရတာကျမစိတ်မရှိတော့ဘူးကိုညုံမောင် ဒီစာကိုခုဖောက်ကြည့်ရီးစားစာဖြစ်နေရင်စုပ်ပစ်လိုက်ဒါပဲအေးအဲ့ဒါမျိုးပေါ့ကွာလူတယောက်အနေနဲ့ရတဲ့ရတတ်တဲ့အခွင့်အရေးကိုစော်ကားတယ်ဆိုတာတော်တင်ထုံမှာသူစကားကိုကြားလိုက်ရသည်နှင့်မျက်လုံးမျက်စံပြူးသွားကတပြင်းကိုပင်ဟုကနေမှုန်ထုံပြီးတော့ဤဘာရှင်ကိုညုံမောင်တမိစီရောက်လာတဲ့ရီးစားစာကိုမိဘအတွေ့ကြရလူနဲ့ဖြစ်သွားမှာမစိုးလို့ စည်ရနာကောင်းတဲ့ဖြောက်ဖြက်ဖြစ်တာကိုစော်ကားရဲဆိုမလားတူနေပြီဖြစ်သောဆေးပြင်းလေးကိုလက်ညှိုးလက်ကလေးလက်မထိုသုံးချောင်းဖြင့်ဖိုခနောင်းဆိုင်ကအာပါတရဖွာလိုက်ပြီးမှအေးအဲ့ဒါလေစော်ကားခြင်းတစ်မျိုးပေါ့ငါပြောပြမယ်နားထောင်အတိညာအရင်တန်းဆုံးဖြစ်တဲ့မင်းတို့ငါတို့လူတက်တော်ရီကိုဖဲထားတရိတ်ဆန်းဖြစ်တဲ့မွေဟာဖောက်ဟုတ်တွင်စားမယ်မျိုးမယ်အဲ့ဒီအချင်းရောင်ကို လူ့အမြင်တော်ဖားကလေးတနာပါတယ်ဆိုပြီးအသက်တချောင်ကယ်ဆယ်လိုတဲ့စီရနာနဲ့မွေနဲ့ဖားတခြားစီဖြစ်သွားအောင်မောင်းထုတ်လိုက်တဲ့ဆိုပါတော့အဲ့ဒီမွေတကောင်ရတင်ရတိုက်တဲ့အခွင့်အရေးကိုစော်ကားတာပဲတရားနဲ့ရှင်ကြည့်ရင်သူတထူးရဲ့အစာကိုဟန်တာပိတ်ပင်ရရောက်တယ်ဖားဟာမွေရဲ့အစာဖားကလည်းမွေကိုမြင်တာနဲ့သူ့အသက်ပေးသူ့လွတ်အောင်ပြေးမှာပဲအဲ့ဒီတော့မွေနဲ့ဖားရဲ့ပြဿနာကိုသူတို့ဟာသူတို့ဖြေရှင်းနိုင်권ရှိတယ် သူတို့ဟာသူတို့လည်းဖြည့်ရှင်းတတ်တယ်။အဲ့ဒီထဲမှာလူကဘာမှဆွဲဖက်စရာမလိုဘူးကွ။ဒါဖြင့်ရှင့်သမီးလည်းရီးစားတွေမို့လို့ပေါ့။တပောင်းပေါ်ကရောက်ရောက်ကြည့်နေရမယ်ဆိုတဲ့အထိပ္ပယ်ပေါ့။ဒေါ်တင်ထုံဒီမကြည်မနှက်နှင့်ခေါင်းတဆက်ဆက်ငြိမ်ရင်ခက်တင်တင်မေးလိုက်တော့ကြောင်း။ဒီလိုတော့ဘယ်ဟုတ်မလဲကွ။ဒါကဥပမာပြောတာကပဲ။ဒီလိုလေမွေနဲ့ဖားဆိုတာတရိစံဘာမှအတိတရားမရှိဘူးဆုံးမလို့လည်းမရဘူး ငါသမီးကလူအတီတရားလည်းရှိတယ်။စုံမတတ်ရင် ကိုဖြစ်စေခြင်းလို့ဖြစ်လာမယ်။အဲ့ဒီတော့မဟုတ်သေးပါဘူးကိုညိုမောင်။ရှင်ကထင်တာကိုပြောနေတာကို15နှစ်ဆိုတဲ့အပြူပေါင်းအရွယ်ဟာဘလောက်ထင်ရခဲ့တယ်ဆိုတာကျမပြူရအိုလာလို့အေးမင်းဒီတလို့ငါလဲဒီပါတယ်မသိန်းထုံရေဒါဖြင့်ဘကြောင့်အစင်လာကိုဖီလာဆန့်ခြင်းတမင်အရွက်တိုက်ပြောနေရတယ်လေကိုညိုမောင်အစင်လား ဘာအစင်လာလဲသမီးအရွယ်ရောက်လာရင် ရီစာမထားရဘူးစာပေးစာယူလုပ်ရင်ချုပ်ချယ်ရမယ်ဆိုတဲ့အစင်လာမျိုးလား नो မိနဲ့ငါသမီးရီစာဘွားစာပေးစာယူလုပ်နေကြတဲ့အခါတုန်းကမင်းမိဘတွေကဒီလိုပဲချုပ်ချယ်ခဲ့တယ်နော်အဲ့ဒီတုန်းကမင်းစိတ်ထဲမှာဘလို့နေတယ်လဲတော်တင်းထုံအပြေမပြေးနိုင် တွင်ငေးကြီးငိုင်းနေဤအဲ့ဒီလိုကိုချင်းစာမပေါ်မတင်းထုံရာ မင်းမိပါရေဟာမင်းငငယ်တုန်းကအတော်တော်ပဲချုပ်ချယ်ခဲ့တယ်။ဒီကြားထဲကငါစီစာမရောက်ရအောင်မင်းပြီးခဲ့တာပဲမဟုတ်လား။အေးမင်းသမီးလည်းဒီလိုလာမှာပဲစိတ်သားချမင်းသမီးတယ်မဟုတ်ဘူး။အရွယ်ရောက်နေတဲ့အပြိုတိုင်းဘယ်လောက်ပဲချုပ်ချယ်ချုပ်ချယ်ဒီကိစ္စကမကင်ဘူးဖြစ်တဲ့နည်းနဲ့စခန်းသွားနေကြမှာပဲ။ဦးညိုမောင်သည်စေလိတ်တို့ကိုထွေးကန်နဲ့ပြစ်ထဲလိုက်ပြီးအရှိတလိမ်မီညီနေစဉ် ။ဘာပဲပြောပြောဒီအရွယ်ဆိုတာချုပ်ချယ်နိုင်မှတန်ငါကြရဲမဟုတ်လားကိုညိုမောင်။ဒါကိုတော့ရှင်ဝင်ခံရလိမ့်မယ်။ဘလို့နီးနေမှဝင်မခံနိုင်မှုမသိတော့။မင်းတို့မိမာတွေဟာတော်တော်ခက်တာပဲ။အပြူဘဝမှာအချစ်နဲ့ပတ်သက်ပြီးအချုပ်ချယ်ခံနေရပြီဆိုရင်မိဘကိုပဲပုံကန်တော့မလို့တညိုညိုတညင်ညင်ဖြစ်နေတတ်ကြပြီးတော့ဟောသူတို့ကိုယ်တိုင်မအေးဘဝရောက်လို့တမိရွယ်ရောက်လာတာနဲ့တပြိုင်နဲ့အဖက်ဖက်ကချုပ်ချဲကြပြန်ရော့ မင်းတို့မိမာရီယာဘလို့ဟာရီလဲကွာဟေးဦးညုံမောင်သည်ထိုးထိုးပြောရင်းစိတ်ပြက်သွားသလိုပလက်လန်းလဲလိုက်သည်နှင့်ဒေါ်တင်ထုံကလည်းအားကြောင်းမကန်မိမိသာမှန်သည်ဟုသောယူဆချက်ဖြင့်ဒါတော့တော့ကို့သမီးကို စင်စည်းပြီးမြင်ရတာကြည့်ချင်တာကိုအေးကဘာပေါ်မှာရှိတဲ့မိခင်တိုင်းဖခင်တိုင်းကို့သားသမီးကိုရှင်ပြင်းကြောအဖြစ်နဲ့တိုင်ကန်းလှဲ့လှဲတာကိုကြည့်ချင်မြင်ချင်ကြတာကြီးပဲ ဒါပေမဲ့မိမတွေဟာအပြူဘွားမှာတော့ကိုနှစ်တရာလူကိုသာရွေးချယ်ယူခြင်းနဲ့စိတ်ရှိကြပြီးတော့မိခင်ဘွားရောက်လာတော့ကိုသားသမီးကို ကိုကပေးစားတဲ့လူကိုမှယူစေခြင်းကြတယ်။ဒါကတရားသလား။မင်းကိုယ်တိုင်အပြူဘွားတော့ကမင်းမိဘသဘောတူတဲ့လူကိုမယူပဲငါနောက်ကိုခိုးရလိုက်ခဲ့တာဟာဘလို့ရည်ရွယ်ချက်ကြောင့်လဲမသိန်းထုံ။ထိုအမိကြောင့်ဒေါ်သိန်းထုံငင်းနေဤ တွင်းနီဤတင်းရင်ကြီးပေါ်လာသောမိမိဤငယ်စဉ်က အဖြစ်ပြများကိုလည်းမြင်အောင်လာသည်ဒေါ်တင်းထုံမှာအထက်တန်းအစိုးရရာရှိတဦးဤသမီးဖြစ်လျက်ဥညုံမောင်မမူတာမန်အောက်တန်းစီကလေးများသာဖြစ်သောကြောင့်လူငယ်ချင်းမြတ်တာများကဲကြသည့်တိုင်အောင်ဒေါ်တင်းထုံ၏မိဘများသည် ဥညုံမောင်းလိုလူစားနှင့်သဘောမတူမကြည်ပြူနိုင်သည့်နှင့်အမျှဒေါ်သိန်းထွန်းအားမျိုးမျိုးသောအနီးနီးဖြင့်ချုပ်ချယ်ခဲ့ကာနောက်ဆုံးတရားသူကြီးပေါ့စားတဦးနှင့်ပေးစားရန်အတင်းအကျပ်စီမံခဲ့သည့်တွင်ဒေါ်သိန်းထွန်းသည်ထိုပေမှအပြေယုံပြီးချစ်သူဥညုံမောင်းနောက်သို့ကောက်ကောက်ပါအောင်လိုက်ခဲ့၏ ထိုသည့်အဖြစ်အပျက်ကိုအကွက်လင်အောင်သဘောပေါက်ထင်မြင်လာသည့်တိုင်အောင်ယခုဥညုံမောင် ပြောနေသောစကားများနှင့်ပတ်သက်၍လုံးဝထောက်ခံလိုသည့်စိတ်ကအရေးရောက်များပင်ပေါ်မလာသည်မှာအံ့ဩပွဲကောင်းလာတော့၏။မှန်တော့လေမှန်ပါတယ်ကိုညုံမောင်။ဒါပေမဲ့လွယ်ရင်လွယ်သလိုဖြစ်တယ်လို့ဒီကိစ္စမျိုးမှာများများမဟုတ်တော့နည်းနည်းတော့ချုပ်ချင်ရင်ကောင်းတာပဲ။ဘာလဲကွာလွတ်လပ်ရေးတော်ယူ။ဒါပေမဲ့ တို့သဘောမတူတာဘာမှမလုပ်ရဘူးဆိုတော့ဟန်ပြလွတ်လပ်ရေးမျိုးလားပါပဲပြောပြောကျမကတော့ဒီလိုပဲသဘောရတယ်တော်တင်တုံသည်ဤသူလင်ကဆဆက်ပြော၍ခက်ဆောင်ဆောင်ဆွေကြည်ရင်ဥညုံမောင်ဤစကားကိုနာဆွေးနေလေ၏မဟုတ်သေးဘူးမတင်တုံမင်းပြောပုံဟာဟုတ်ကိုမဟုတ်သေးဘူးမင်းငယ်ငယ်တုန်းကမင်းမိဘတွေဟာအခုမင်းပြောတဲ့စနစ်မျိုးနဲ့မင်းကိုထိန်းသိမ်းဆောင်ရှောက်ခဲ့တယ်နော်အေးအခုအဲ့ဒီစနစ်ဟာခင့်မမီတော့ဘူးကွာ ခင်မမီတော့ဘူးတတွေးကိုထွေယိုတွေးစဉ်ဖြစ်သောနှုတ်ကန်းနှစ်နှစ်ခုဤဘဟုအလဲမမထွေးပဲဥညို့မောင်သည်အယောင်ညင်မွေးနှင့်မဲနေသောဆေးပြင်းလိုက်တတွေးများလက်ဝဲပဲနှကန်းတောင်မှပြစ်ကနေမေးတို့၍ထွေးလိုက်သောအမူအရာမှာဟန်မလို့ရပဲနှင့်တေယုတ်ပါလာတော့ဤမင်းနဲ့ငါသမီးကြီးသားဘွားတော်ကမိမိပါရီထိမ့်သိမ့်ချုပ်ချယ်ပုံဟာတိတ်မတရားကြလုံးနဲ့လို့စာထဲမှာမင်းထည့်ပြီးရေးခဲ့ဘူးတော့မမှီသေးရဲ့လား အခုမင်းကိုယ်တိုင်မအေးဖြစ်လာတော့ဒီစနစ်အတိုင်းပဲချုပ်ချယ်လာပြန်ပြီလားမလုံနဲ့မတင်ထုံဒီစနစ်ဟာခင်မမီတော့ဘူးလို့ငါပြောခဲ့ပြီးပြီသူတို့ရဲ့ပြဿနာကိုသူတို့ဟာသူတို့ဖြေရှင်းခွင့်ပေးရမယ်အရွယ်ရောက်သူတိုင်းရဲ့အရေးကြီးဆုံးလိုလားချက်ကဘာလဲလို့မေးရင်အချစ်လိုအများဆုံးဖြေလိမ့်မယ်ကွဒီအချစ်ဟာလဲချစ်ကြမယ်လူချင်းနဲ့သာဆိုင်နေဒီထဲမှာမင်းတို့ငါတို့ကဘာမှဆော့ဖက်ခွင့်မရှိဘူးသူတို့နှစ်တရာကိုလွတ်လွတ်လပ်လပ်ရွေးချယ်နိုင်ခွင့်ပေးရမယ် ဒါအပြင်သူတို့လူချင်းရကိုယူជីជីပြူပြူခွင့်ပေးရမယ်ဆိုပါတော့ကိုညုံမောင်မိမပါဇက်မရှိဘူးလားတွင်တင်ဆုံးမနီးလဲပြဖို့ကမိပါရရဲ့တာဝင်ကိုတသက်လုံးအဖို့အကောင်ဆုံးမရအကောင်ဆုံးနေရအောင်ရွေးဖို့ကတာသမီးတွေရဲ့တာဝင်လိန်မာရင်ဆန်မရင်ခံပေါ်ဒါပဲရှိတယ်တော်တင်ထုံသည်တစုံတရာပါမပြန်မပြောသေးပဲအတော်ကြောင်အောင်ငင်းနေပြီးမှကြုံမှုပေါင်ကြားမှုပေါင်ဆိုတာလိုပါပဲကလာကိုညုံမောင် ရှင်လက်ထက်ကြမှာပဲစနစ်သစ်စနစ်ဆန်းတွေထွင်ပြီးတော်ကြရင်ဘက်စီတီမလုံးနဲ့တော့အခုတိုင်းသာရှင့်သမီးကိုလာသည်များစာကိုလက်ခံစာပြန်ခြင်းနဲ့ပြန်ဆိုတဲ့အခွင့်အရေးတွေပေးထားမယ်ဆိုရင်ရှင့်သမီးကိုထိန်းသိမ်းဖို့တာဝန်ကျမမယူဘူးဒါပဲထိုစကားကိုကြားလိုက်ရသည်နှင့်ဥညုံမောင်သည်ခက်ဟာဟာကလေးရေလိုက်ပြီးမှကဲဒါဖြင့်ပေးပေးအဲ့ဒီစာငါ့ကိုပေးငါသမီးကိုငါထိန်းပြီးငါကိုယ်တိုင်တွင်တင်ဆုံးမှနီလန်းပြမယ် ဦးညွန်မောင်သည်ပြောပြောဆိုဆိုဒေါ်သင်းထုံလက်ထဲမှစာကိုဆွဲယူ၍အပေါ်တတ်သို့လှမ်းတက်သွားသဖြင့်ဒေါ်သင်းထုံလည်းမယောင်မလဲတက်လာ၍သွားလေ၏။ဦးညွန်မောင်သည်အပေါ်တတ်သို့ရောက်သည်နှင့်သမီးဖြစ်သူမြမတင်ဤအိတ်ခမ်းဝါမှ အတွင်သို့လမ်းမျောကြည့်လိုက်သည်၌မိသည်ကိုမျှမတွေ့ရသဖြင့်အိမ်ရှိဘက်သို့ရှောင်းလာခဲ့သည်တွင်အေကဲဤတောင်တနေရာနှစ်ယောက်တိုင်းဆိုပါပေါ်တွင်ခက်လျှော်လျှော်ထား၍ဝိတုစာအုပ်တစ်ခုကို စိတ်ဝင်စားစွာဖတ်နေသည်ကို တွေ့ရသဖြင့်အနီးသို့ရှောက်သွားရင် တမိရေယော့ယော့ဟောဒီမှာစားတစောင်းတမိနာမည်နဲ့ရောက်လာတယ်။ကုညုံမောင်ကြီးပျော်ပျော်ဆိုဆိုစားကိုလှမ်းပင်းရင်တမိအမူအရာကိုမသိမသာအကဲခံရရှိသည်တွင်မြမြတင် သည်စားကိုရုတ်တရက်လမ်းမယူသေးပဲထိတ်လန့်သွားသလိုမျက်နှာမျိုးဖြင့်အတန်ကြာတွေ့နေပြီးမှဘယ်ဟာစားလဲဖဖေဖဖေဘယ်သိပါမလဲတမိရဲ့ယော့ယော့တမိဖောက်ကြည့်ရင်ဒီမှာပေါ့ ။ဦးညွန်မောင်သည်စာကိုသမီးလက်ထဲထည့်ပေးခဲ့ပြီးနောက်အနီးသို့ရောက်လာသောဒေါ်သင်းထွန်းအားလက်တွဲ၍မိမိတို့အိတ်ခမ်းထဲသို့ဝင်ရောက်ပျောက်ကွယ်သွားသည်နှင့်မြများတင်သည်လက်ထဲတွင်ကျန်ရခဲ့သောစာလေးကိုအတန်အကြာငေးကြည့်နေရ၌လက်ကလေးများပင်မတိမတာတုံလာကစာကိုရုတ်တရက်ဖောက်ဖက်လိုက်တော်မီပြူပြီးမှတစုံတရာတရိယသလိုပဝင်းခြင်းကိုမျက်လုံးကစားလိုက်ရင်မိမိအခန်းတွင်သို့ပြေးဝင်သွားလေ၏ ထိုချင်းရကိုအကဲခန့်နေသောဦးညမောင်တို့ဇနီးမောင်နှံသည်ချက်ချင်းဆိုသလိုပင်ခြေတမ်းမကြအောင်အကန့်ထဲမှထွက်လာပြီးမြမြတင်ဤအကန့်တနေရာရှိအပေါင်ငယ်ကလေးမှချောင်းကြည့်လိုက်သည်မြမြတင်သည် သူ့ခရင်ပေါ်ဝဲပလက်ကလေးလဲနေရာမှ စာကိုဖောက်၍ဖြန့်ချီနေသည်ကိုတွေ့ရလေဤ ပထမဆုံးတွေးရသောမြမတင်ဤအမူအရာမှာတစ်ချိန်တစ်ခါမှမတွေ့ဘူးမမြင်ဘူးသောစံကျဲသည့်အချိန်အားတစ်ခုကိုတွေးမြင်နေရတကယ်သို့အံ့ဩထိတ်လန့်နေသည့်အသွင်ကိုစောင်းလျက်ရှိရာမှတဖြည်းဖြည်းပြုံးလာ၏တဖန်တီတီငိငိနှင့်အင်ဒရီယာသွားရာမှနှိမ့်နှိမ့်ချိုက်ချိုက်ကြီးပြုံးလိုက်ပြန်၏သူဖက်နေသောစာဆုံးသွားသည်နှင့်မြမတင်ဤမျက်နှာလေးမှာတမဟုတ်ချင်းညှိုးငယ်သွားလေ၏ ဦးညွမောင်သည်တမီအားချောင်းကြီးနေရာမှဒေါ်တင်ထုံပဲလှည့်ကြည့်ပြီးပြုံးလိုက်ခါဒေါ်တင်ထုံအားချောင်းကြီးရင်လက်ဟန်ချင်အနေပြလိုက်သဖြင့်ဒေါ်တင်ထုံလည်းအတန်ကြာချောင်းကြီးနေပြီးမှဦးညွမောင်အားအောက်ထပ်သို့ဆွဲခေါ်သွားလေ၏ကဲမင်းသမီးဖက်နေတဲ့စာဟာဘာစာလို့မင်းထင်တယ်လဲစူဇန်အိမ်အောက်ထက်မူလာနေရာတွင်ထိုင်မိကြသည်နှင့်ဦးညွမောင်ကဤသို့စာရွေးမိလိုက်သည်နှင့်ဘာစာမလဲရီစာစာမှာရီစာစာအစစ်သိရဲ့လား နို့ရှင်ကြည့်နေတော့အောင်ဘလို့မြင်ရတယ်ဆောင်ဖောက်ဖက်ပြီးတော့ပြုံသွားလိုက် တီးသွားလိုက်ပီတိဖြစ်သွားလိုက်နဲ့နောက်ဆုံးငိုင်းသွားတာပဲကျမချောင်းကြီးတော့တီစာကိုသူပြန်ဖက်တယ်နဲ့တူတယ်ဖက်လို့လဲဆုံးရော့စာကိုရင်ဘတ်ပေါ်မှာတင်ပြီးတော့လက်ကလေးနှစ်ဖက်နဲ့အုပ်ထားရကားဖြစ်နေတဲ့သူ့မျက်နာလေးဟာတခါတည်းတကယ့်ရုပ်ရှင်တွေကမင်းသမီးအမူအရာမျိုးပါတော့ သွားပြီသွားပြီဒီအတိုင်းသာလှုပ်ထားရင်တော့အဖက်ဆဲလို့ရတော့မှာမဟုတ်ဘူးဒေါ်တင်ထုံသည်ဤသို့လင်သက်ပြင်းတမုံမုံနဲ့ရှုံရှုံမဲမဲပြောလိုက်တော့ကြောင့်ဥညုံမောင်လဲကောင်းတရန်ရန်ခိုင်းကတဲခက်ပါလားမတင်ထုံမင်းမလဲအနုနီးနဲ့ကိုဖြစ်စေချင်တယ်လို့ဖြစ်အောင်ကြိုးစားဖို့တော့စိတ်မကူဘူးခက်ကြမ်းကြမ်းလေးအေးအေးယူဖို့လောက်ပဲစိတ်ဆောနေတော့တယ်ထင်ပါရဲ့မင်းပြောတယ်မဟုတ်လားဒီအရွယ်ဟာစိတ်အထက်တန်ဆုံးအရွယ်လို့ အေးအဲ့ဒါကိုမင်းသိရဲ့သားနဲ့အကြံဒီတုံးဖို့ရည်ရွယ်နေသလားမသိတော့မလုံလေနဲ့မလုံလေနဲ့အချုပ်ချေကားလို့ရင် တော်ပြီဆိုပြီးထွက်သွားမှဖြင့်မင်းပြောတာတည်းစိုးသွားလိမ့်မယ်နော်ဦးညုံမောင်ဒီစကားကိုရက်ကကလထိုင်ကိုတော်တင်တုံးအနီတို့ရွှေလိုက်ပြီးမှမင်းလည်းငရာကကြီးလာတာပဲမဟုတ်လားကွာကိုချင်းစာမပေါ့ဒီလိုအချစ်ကိစ္စမျိုးမှာဘာပဲဖြစ်ဖြစ် ငါတော့သူတို့ဟာသူတို့လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်ပေးခြင်းနဲ့အေးဒိုးတွေရလဲအမြင့်မပြတ်သတိပေးစကားပြောစုံမညွန်ကြမမအောင်ဂယူဆိုင်ပေါ့ကွာဒါနဲ့မမရင်သင်းတိုင်းနဲ့သင်းကန်ရှိပါစေပြီးအဲ့ဒါလိုသတိပေးဆုံးမတဲ့အခါမှာလဲမိဘလိုဩဇာအာဏာပေးမလို့ဖဲနဲ့မိဆွေကောင်းတို့ဝတ္တရားအတိုင်းအကြံဉာဏ်ပြီးတဲ့သဘောမျိုးဆက်ဆံသွားရင်ငါအထင်နဲ့မင်းသမီးဒီလောက်မိုက်မှာမဟုတ်ဘူးလို့ဦးညို့မောင်သည် ဤသို့ပြောရင်တစုံတရာကိုတွေ့တဲ့ကဲ့သို့ငေးနေသည့်အခိုင်။ကဲဒီလောက်တောင်ခင်မိနေခြင်းတော့ဖြင့်ရှင်သဘောပဲကိုညိုမောင်ရှင်သဘောပဲ။အေးနောက်တစုံတရာအမှားမှားယွင်ယွင်ဖြစ်သွားရင်တော့အေးငါတာဝန်မဲ့ထားလိုက်ပါကွာ။ ထိုနေ့လွန်မြောက်နောက်တနေ့ညနေဘက်သို့ရောက်ခဲ့သည့်တိုင်အောင်ဦးညိုမောင်သည်မြမတင်အားစာအကြောင်းနှင့်ပတ်သက်၍တစုံတရာပါမပြောဆိုခြင်းမရှိဘဲတတိမရသလိုဖြင့်ငကိုအတိုင်းပင်အိမ်ထရေမပြောင်းရှိတော်လင်မြမတင်မှာမို့ထိုစာနှင့်ပတ်သက်၍မင်းတို့မင်းတို့နှင့်တတိတ်တိတ်ရှိနေကလေး၏မြမတင်သည်ကျောင်းပိတ်ရဖြစ်သောစနေနေ့တိုင်းဝတ္ထုမဂ္ဂဇင်းများကိုဖန်ရင်အချိန်ကုန်စည်လျက်တင်းငရီနီကျောင်းမှကျောင်းအလုံးများကိုတကုတ်ကုတ်လုပ်လေရှိရာ ထိုမီသောစနေနေ့ကလည်းဝိတုဖန်၏အချိန်ဖြုံးနေ၌စာရောက်လာတော့ကအဆိုပါစာဖတ်ပြီးသည့်အချိန်မှစ၍မြမတင်မှဖက်လက်ဆဝိတုကိုပင်တတိမရနိုင်တော့ပဲအိယာတဲ့တွင်သာဘယ်လူညာလိမ့်ဖြင့်အမိန်သာ အချိန်ကုန်နေခဲ့သည်ကိုဥညုံမောင်သတိထားမိ၏ ယနေ့တော်ကတင်းင်းတွင်နေဖြစ်သည့်ဖြင့်ကျောင်းလုံးများကိုလုံနေသည့်တိုင်အောင်ခရိုင်ကဲ့သို့စိတ်ပါလဲပါမရှိလာပေထိုအချက်ကိုနည်း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 သဘောပေါက်နေပြီဖြစ်သောဦးညုံမောင်သည်အချို့ဆုံးသောမျက်နှာထားဖြင့်တမီနာသို့ကတ်သွားကတော်ပါတော့လားတမီရဲ့တနေ့လုံးရေးနေဖက်နေတာညောင်းရောပေါ့ကဲထာထရေချိုးထမင်းစားပြီးဖေဖေနဲ့လမ်းလျှောက်ကြအောင် ဦးညွမောင်သည်ဤသို့ပြောရင်းများများတင်လက်ကလေးကိုဆွဲထုတ်ပြီးသူ့အခန်းတွင်သို့အသားအရတွန်ပို့လိုက်လေ၏။ဦးညွမောင်သည်များများတင်လေးအားမွေးဖွားလာသည့်နေမှာစား၍ယနေ့အထိတစ်ချိန်များပင်ရိုက်ဖူးခဲ့သည်မရှိဘဲသဘောမကျသည့်အချက်ကိုတွေ့တိုင်းအထိပယ်အကိုအကားနှင့်အကြောင်းမျိုးစုံပြ၍ပဇက်နှင့်ဆုံးမခဲ့၏။ဖဖီပြောမယ်နားထောင်သမီးရဲ့ဥပမာဆိုပါတော့ လူတယောက်ရဲ့လက်ကိုရင်းနှွေးပူလောင်လို့မိလောင်မှုကြီးတွေထနေတာကိုစေးလိမ်မိနဲ့တွေ့ရင်ဘယ်လိုနေမလဲသမီးတွေ့ကြည်စမ်းအိုးဖဖေရဲ့ရင်းနှွေးပူလောင်နေတဲ့အထင်မိနဲ့ထတ်တို့လို့တိရော့ပေါ်တဲ့အေးအဲ့ဒီလိုပဲသမီးရဲ့အခုသမီးဝမ်းကိုက်နေတယ်မဟုတ်လားအဲ့တော့ဘာဖြစ်လို့မုန်းကားတွေခိုးခိုးပြီးဝဲစားနေရသလဲဝမ်းကိုက်ယောဂါဆိုတာအပူအဆက်နဲ့နည်းနည်းမှမတည်ဘူးသမီးရဲ့ဒီယောဂါရှင်းရှင်းပြောက်မှ တမီးကြိုက်တတ်တဲ့မိုးဝင်းကားကိုစားကျင်တဲ့လောက်စားပေါ့အခုတော့တမီးကပြောစကားကိုနားမထောင်ဘဲနဲ့အမြင့်မိုးဝင်းကားဝယ်စားနေတော့ဒီရောကဖဲတော့ပြောင်းနိုင်မလဲမေမေရိုက်တာလဲသုံးခါရှိပြီတမီးနားမထောင်ဘူးတမီးစဉ်းစားကြည့်သဲဝမ်းကိုက်လို့အခမ်းရခက်တာတမျိုးမိုးဝင်းကားကြောင့်ရောကတူတာတမျိုးအရိုက်ခံရလို့နားတာတမျိုးကဲဘက်ကလောက်စိုးတယ်လေမြမတင်မတစုံတရာပါမပြန်မဖြစ်ငိုင်းတွင်ငေးမောနှင့်အတွေ့ကြောတွင် မျောနေရှာ၏ဥညုံမောင်သည်အိမ်တွင်အမွေးဆုပ်ဖွားနှင့်ခွေးကလေးကိုလက်ဖြောက်တီခေါ်လိုက်သဖြင့်ခွေးကလေးသည် အမီတနန်းနန်းနှင့်အပြေးကလေးရောက်လာသည်တွင်ဥညုံမောင်သည်ခွေးကလေးအားကြောတက်ကောင်းတက်နှင့်အတန်ကြာယူရလိုက်ပြီးမှကဲဘောပြူသွားတော့သွားတော့ဟိုစပွဲအောင်မှာသွားဝင်နေကြီးဟုဥညုံမောင်ကဤသို့လည်းညုံညုံ၍အမိန်ပေးလိုက်သည်နှင့်ဘောပြူသည်စပွဲအောက်သို့ပြေးဝင်ဝင်အိမ်လေ၏တွေ့လာသည်မီဘောပြူဘလောက်လိန်ပါသလဲကဲ ဖေဖေမေးမယ်။တမီးနဲ့ပေါ်ပြူဘသူက ပိုးပြီးလိမ်မာတယ်လဲ။တမီးကလိမ်မာတာပေါ့ဖေဖေရဲ့ပေါ်ပြူကခွေတမီးကလူပဲဟာ။အေးမှန်နေ။ဒါဝိမဲ့ဒီပြင်းနေရမှာတမီးလိမ်မာပဲမဲ့ပျော်စကားနားထောင်တဲ့နေရာမှာတော့ပေါ်ပြူကတမီးတက်ပိုးပြီးလိမ်မာတယ်။တမီးကိုမိုးရင်ကမစားပါနဲ့လို့ရိုက်ပြီးတော့ပြောတာတောင်းနားမထောင်ဘူး။ပေါ်ပြူကတော့မရိုက်ရပဲနဲ့ပျော်စကားနားထောင်တယ်။ဖေဖေကပျော်စကားနားမထောင်နဲ့လို့မချစ်ဘူး။နောက်ကိုတမိနားထောင်มาတော့မယ်ဖေဖေ မြမတီငယ်စဉ်ကပြောမရဆိုမရစိတ်မရှိနိုင်အောင်ဆိုခဲ့သည်ကိုပင်ဥညုံမောင်းသည်မောင်းမဲကျင်းတန်းတုတ်ကိုင်း၍မန်ခဲ့သည်မရှိပကတိချိုသားသောစကားများဖြင့်သာလျှင်ဆုံးမခဲ့၏ရှကုလေဥညုံမောင်းသည်မင်းကရောက်လာသောစာနှင့်ပတ်သက်၍မိခဲ့သူတော်နည်းဖြင့်ဆုံးမဩဝါဒပေးမိကိုမတိရသေးပေရှီမိုချို၍ထမင်းစားတောက်ပြီးသားသည်နှင့်ဥညုံမောင်းသည် မီးနေအတူပေါ်ကျုံလန်းအတိုင်းအနောက်ဘက်သို့ ရောက်ခဲ့ကြရမှတဖြည်းဖြည်းစူလီဖျားလန်းသို့ရောက်ခဲ့ကြသည့်အထိပြသလျက်ရှိသောရုပ်ရှင်ကားများအကြောင်းကိုဝီဘယ်ပြောဆိုရင်းနဲ့သာအချိန်ကုန်လျက်ရှိလေ၏စူလီဖျားလန်းအတိုင်းတောင်ဘက်သို့ရောက်ခဲ့ကြပြီးမဟာပန်ဒူလပန်းချံရောက်သည့်နှင့် အပန်းပြေဆိုသလိုမြူနစ်ပယ်ရုံးနှင့်မျက်နှာချင်းဆိုင်ပန်းချံအတွင်ရှိလက်ဖက်ရည်ဆိုင်တွင်ဝင်ထိုင်လိုက်ကြရင်ရေခဲမှုများမှယူဆတော့ကပြည်သည်နှင့်ပန်းချံအတွင်သို့ လူသွားလန်းလေးများအတိုင်းလေးလေးနဲ့မှန်မှန်ရောက်ရှိကြလေ၏ဟေ့သမီးမနေ့ကသမီးတငယ်ချင်းစီကရောက်လာတဲ့စားထဲမှာပါရီများရေးလိုက်တယ်လေကွ အမှန်အပြင်းဆိုလီမင်းကရောက်လာသောစားသည်မိသည်နီးနေမှရှူသားသောစားတစ်စောင်မဟုတ်ကြောင်းသမီးဤအရေးကဲကိုကြည့်ခြင်းအပြင်တီးခဲ့ရပြီဖြစ်တော်လေဥညုံမောင်သည်ဒါရိုင်နီးအပြင်ဩဇာအာဏာမပြဘဲဤသူပရိရဲ့သုံး၍အချိုးဆုံးသောမျက်နှာဒါဖြင့်မိလိုက်သည်ကိုပင်မြမြတင်ရုတ်တရက်မျက်နှာပြတ်သွားတော်၏။အော်အဲ့ဒါသမီးတို့တန်ကတငယ်ချင်းတယောက်ရဲ့စာပါဖြစ်ပြီ။ သူနေမကောင်းလို့ခွင့်ယူထားရပေမဲ့သမီးကိုအမဲသတိရနေတဲ့အကြောင်းရေးလိုက်တာပါမြမတင်အတန်နဲ့ဟန်လက္ခဏာမှာမူထားမမန်ငကိုတန်မဟုတ်ဒီကိုဥညုံမောင်းသည်ဤသို့သောဥညုံမောင်းသည်အိမ်သူတွေမပြက်ရှောင်မြေရှောင်နေရမှာอืมဒီလိုဆိုတော့သမီးကိုဖေဖေအထင်လဲမိတာမှားတာပေါ့နော်ဖေဖေတွတ်တာဒီစာသမီးရဲ့ယောက်ျားလေးတငယ်ချင်းတယောက်ကပေးတဲ့မေတ္တာစာလို့ထင်းနေတာကလားဖေဖေအထင်လဲမိတာစိတ်မဆိုးနဲ့နော်သမီး ဥညုံမောင်ပြောနေသည်မှာသမီးကိုပြောနေသည်နှင့်မတူပဲအချာမိတ်ဆွေတယောက်အားတောင်းမဲ့နေတဲ့ကဲသို့သောအမှုရာမျိုးဖြစ်နေသောကြောင့်မမတင်မာလေးဖခင်ကြီးအသွင်ကို ရင်တုမနာငေးကြီးနေရာမှာဝန်းနေသလိုမျက်နှာကလေးညိုသွားလေ၏တကယ်လို့အဲ့ဒီစာဟာရီးစားစာဖြစ်နေရင်ကောဖဖေရသမီးကိုစုပူချိန်မောင်းလို့လိမ့်မယ်လို့သမီးတင်သလားမမတင်အပြေမပြီးမောင်ငေးကလေးငေးကြီးနေ၏ စိတ်ချသမီးဒီကိစ္စနဲ့ပတ်သက်လို့ကတော့ဖေဖေဘယ်တော့မှမစူးမကြိမ်ဘူးအရွယ်ရောက်နေပြီဖြစ်တဲ့လူတိုင်းယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်အချစ်နဲ့ဘယ်သူမှမကင်းနိုင်ကြဘူးဖေဖေလည်းငရာကကြီးပြင်းလာရတဲ့လူပဲဟာကိုချင်းစာတတ်တဲ့ဘောဥညုံမောင်ဒီရုတ်တရက်စကားကိုဖြန့်၍သမီးအားမတိမတအကဲခံလိုက်၏ မြမြတင်သည်တောင်မြဝဲရပါကိုမသတိမထားပဲခေါင်းငိုက်ဆိုင်ချောင်းဖြင့်ဖြည်းဖြည်းချင်းလှမ်းနေသောမိမိ၏ခြေဗမို့ဖူဖေးကလေးများကိုသာငုံကြည့်ရင်နားဆွဲနေလေ၏မနေ့ကတမိတငယ်ချင်းစီကပေးလိုက်တဲ့စာဟာပထမဆုံးဖေဖေတို့လက်ထက်ကိုရောက်လာတယ်နော်ဒီပြင်မိဘတွေသာဆိုရင်ဘာသာများပါလိမ့်ဆိုပြီးသူတို့ရင်ဖောက်ဖက်မှာပဲကြီးစားတာဖြစ်နေရင်လေစူလာချင်းသာလောက်ကြအောင်မင်းဒါပေမဲ့ဖေဖေတို့ကတော့ ခင်မိတဲ့မိဘတွေမို့လို့တမိနဲ့သာဆိုင်တဲ့ကိစ္စကိုဝင်မရှုပ်ချင်တာနဲ့စာကိုတမိလက်ထဲထည့်လိုက်တာပဲတကယ်လို့အဲ့ဒီစာဟာရီစာစာပဲလို့အတက်တီတောင်ဖေဖေဒီစာကိုဖောက်မဖက်ဘူးတမိကိုပေးမှာပဲဘာဖြစ်လို့လဲဆိုတော့ဖေဖေတမိလိမ်မာတာဖေဖေတိတကိုတမိမှာစဉ်းစားရတဲ့ဉာဏ်ရှိတယ်ဝေဖန်တတ်တဲ့အုံနောက်ရှိတယ်ဒီတော့တမိဟာဘယ်တော့မှမိုက်မိုက်ကန်ကန်မမားဘူးလို့ဖေဖေယုံကြည်တယ်မြမတင်သည် ။ဥကောင်းလဲမမောဖြေပေါ်လဲမရခေါင်းငိုက်ဆိုင်ချရင်ကတလုံးချင်းပြောနေသောဥညုံမောင်ဤစကားများတွင်အတော်ကလေးစိတ်ဝင်စားနေတဲ့ကဲတို့ရှိလေ၏။စကားတပြောပြောနှင့်ရှောင်းနေကြသောသူတို့တမီအပါဤခရီးမှာပန်းချံတစ်ခုလုံးဤနှစ်ပတ်ကျော်သုံးပတ်မြောက်ပင်ရှိခဲ့ပြီဖြစ်လျက်အချိန်မှလည်းနေဝင်တော့မရောတဖြည်းဖြည်းမှောင်လာသည်နှင့်ရိုးတိုက်ပင်တကားပေါက်သို့ရောက်သည်တွင်ထိုမှာပင်လှည့်ထွက်၍အရှိဘက်သို့ရောက်ခဲ့ကြလေ၏ ပူအောင်ကျော်လန်းတလျှောက်ရှိတောင်ပက်ပလက်ဖောင်းအတိုင်းရေကျော်ဘက်သို့လျှောက်ခဲ့စဉ်၌ဥညုံမောင်သည်စိုးစိုးကပြောခဲ့သောစကားကိုဖြတ်၍သူတို့လျှောက်လာရ၌တွေးမြင်ရသော တိုက်ဆိုင်ကြီးများမှစန်တရာကော်စောရေဒီယိုဒက်ဆေအိမ်တောင်ပရိဘောကအစရှိသောအကြောင်းများကိုသာ ပြောဆိုရင်းလျှောက်လာကြလေ၏ဥညုံမောင်တို့သမီးအဘတောင်ပက်ပလက်ဖောင်းပေါ်မှ အရှိတူယူတို့လျှောက်နေကြသော အချိန်ဝင် မြောက်ဘက်ပလက်ဖောင်းမှအရှိတ်အတုပင်သွားနေသော လူငယ်တယောက်သည်ဥညုံမောင်တို့ကို မျက်ခြေမပြတ်မခံနိုင်သည့်အလားခြေလမ်းများပင်မှားလျက်ရှိလေ၏ထိုသည့်အဖြစ်အပျက်ကိုအကွက်စစ်စစ်တီးနေပြီးဖြစ်လျက်ဟန်မပြတ်သွားနေသောမြများတင်သည်မတိမတာအဖြစ်ထိုလူငယ်စီတို့မကြမကြလှမ်းကြည့်လိုက်ခါဥညုံမောင်ယုံမိသွားမည်ကိုလည်းစိုးရင်တကယ်တို့သူအမှုရာမှာကိုကြောင့်ခိုးဝဲနိုင်လာတော့၏မြများတင်သည်အိမ်ရောက်ခဲ့ပြီးနောက် တအောင်လောက်သာမိဘများနှင့်အေကန်းတွင်ထိုင်၍ចောင်းစာကျယ်ရန်ရှိသည်ကိုအကြောင်းပြပြီးသူအေကန်းထဲသို့ဝင်သွားလေ၏အကန်းထဲရောက်သည်နှင့်ဂဒင်အနီးရှိဇပွဲတွင်ထိုင်ကာစောင်းတအုပ်ကိုင်း၍တရွက်ချင်းလှန်လျက်ရှိတော်လေမြမတင်၏အမူအရာမှာစိတ်ထဲတွင်စိတ်ပါပုံမရတစုံတစ်ခုသောစိတ်ဝင်စားဖွယ်အချင်းရာသီးသားလင်းတရေရေပေါ်နေတကယ်သို့တနည်းအားဖြင့်မပေါ်ပေါ်အောင်တွေ့နေတကယ်သို့အသွင်ကိုစောင်းလျက်ရှိလေ၏ဟုတ်ကဲ့ပါရှင် ဆရာကြီးဥတာရူရေးသားထားတယ်။ချစ်ဆန္ဒမှုဆိုသောဝတ္ထုကိုအပိုင်းတင်နေဖြင့်မျှဝေဖျက်ပြပေးခဲ့ရပါဖြစ်ပါရင်ရှင်။နာစင်ပြီးခဲ့ကြတဲ့နှွေဦးမိသားစုဝင်ဒုတိယခြင်းဒီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်။နှွေဦးမိသားစုများအားလုံးလည်းဘေးကင်းလို့ကျန်းမာကြပါစေရှင်။